ကယ်ရမီစုချင်းမြင့်ပွဲရဲ့ဗန်းကင်ရွှေချိုအတွက်အပိသတ်မော်ရယ်ရွေးချယ်မှုကိုဒီဇင်ဘာလ6ရက်နေ့ကမြန်မာနိုင်ငံရုပ်ရှင်စည်းရုံးမှာပြုလုပ်ခဲ့ပါတယ်။အဲဒီလိုရွေးချယ်ရမှာရှောက်ထားသူအရေအတွက်အများကြီးတဲကမှစကားတင်ရွေးချယ်ထားခဲ့တဲ့အမျိုးသား40အမျိုးသမီး40တဲကနေ10ဦးစီအပိသတ်ရွေးချယ်ခဲ့ရဖြစ်ပါတယ်။ရွေးချယ်မှုမှာအကဲဖြတ်တိုင်းဖြစ်အကယ်ဒမီရန်အောင်အကယ်ဒမီမုံမုံမြင့်အောင်အကယ်ဒမီမေတန်းတို့အကယ်ဒမီမျိုးတန်တာထုံး ဦးမိုးမင်းဦးဝင်းငိမ့်တို့နဲ့အတူအခြားပညာရှင်တွေကရွေးချယ်ပေးခဲ့ကြတာဖြစ်ပါတယ်။ဒီလိုပြိုင်ပွဲကိုဝင်ပြီးတော့ရှင်ပြိုင်နေဆိုတာသူတို့အနေနဲ့အများကြီးပူပူတရှိဖို့လိုပါတယ်။ဒီရပ်ကလေးလောက်နေမဟုတ်ဘူးသူတို့ရဲ့ဟိုအတွေးခေါ်လေးတွေသူတို့ရဲ့ဟိုလေးလံမှုအားလေးတွေအဲ့ဒါလေးတွေအများကြီးလိုအပ်ပါတယ်။အဲ့ဒါလေးတွေကိုသူတို့ဥစားပေးပြီးတော့တချို့မိကုံးလေးတွေဆိုပူပူတဖြစ်စင်မှုမျိုးတွေမေးပါတယ်။ခက်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 ကြီးတွေမေးပါဘူး။ဥပမာဆိုဟိုသူတို့ကို ဖြစ်စီခြင်းရည်ရွယ်ချက်ကအခုတော့တူဆောင်ဖြစ်စီခြင်းရည်ရွယ်ချက်ကြီးတွေဥစားပြီးထားတာဆိုတော့ဒီရုပ်ရှင်လောကနဲ့ပတ်သက်တဲ့ဒီမှာရုပ်ရှင်နဲ့ပတ်သက်တဲ့အချက်အလက်ကလေးတွေလူမျိုးဖြစ်ကလေးတွေအထည်ပြီးမိပါတယ်။ဟိုတိတ်ခက်ခဲသွားလို့သူတို့မဖြေနိုင်တာကိုလည်းအခုတော့ဝေမယူပါဘူးအခုတော့နားလည်ပြီးပါတယ်။ဘုသူတပိုင်းနေနဲ့တော်တော်လေးတော့နေကြပါလေ။ တော်တော်လေးလေးဟိုတချို့မှန်ပါတယ်တချို့အခက်မေးကူးကြီးကဘယ်နှခုနဲ့ဆိုကလေးတွေတိတ်ငယ်သေးတဲ့အခါကျတော့ဘယ်နှခုနည်းဆိုတော့တိတ်တော့မသိကြတော့ဘူးပေါ့နော်အာကိုရီရုပ်ရှင်လောကသားတွေတော့မှမင်းသားမင်းစုံတို့တော့မသိကြပါဘူးအဲ့ဒါတော့မှန်ပါတယ်ဒါပေမဲ့တော်တော်များများကတော့ရုပ်ရှင်နဲ့ပတ်သက်လို့ဘူးသူတာနေတာတော့မှန်ပါတယ်ဟိုအမှန်တမ်းပြောရင်တော့အမှန်တမ်းပြောရင်တော့ဒီရွှေကျိုးဆိုတဲ့နေရာမှာလာပြချင်တာကတော့တိတ်ချင်မှဖြစ်နေပါတယ်တော့ကအဲ့ရနေတဆင့်တိ ਉ ဆောင်ဖြစ်ချင်တယ်ဆိုတဲ့နှစ်ချက်မှာပါနေပါတယ် အမိုးတို့ကတော့ဒီလိုကလာတာမဟုတ်ဘူးလေအများကြီးဝမ်းစာတွေရှာပြီးမှဝမ်းစာတွေမွေးပြီးမှပြန်အားထုတ်ပြီးမှတုံ့ဆောင်ဖြစ်ရတာပေါ့အဲ့အတွက်လူပြန်တဲ့ကိုပောင်ဝင်းချင်းမူတူတာတွေကတော့အများကြီးလေးလာစုဆောင်ထားတာပေါ့နော်အခုကတော့တော်တော်လေးအားနေပါတယ်ကျွန်တော်ရည်ရွယ်ချက်ကလည်းဒါပါပဲခင်ဗျာကျွန်တော်တို့ပထမဦးဆုံးအမျိုးသားတွေဝင်ပြိုင်ခွင့်ရတဲ့အခါမှာကျွန်တော်တို့ဘက်ကလည်းအခွင့်အရေးတစ်ခုနဲ့ဝင်ပြိုင်ခဲ့ပါတယ်အခုချိန်မှာဒီလိုရွေးချယ်ခံရတဲ့အတွက်ကျွန်တော်တို့အမျိုးသားတွေအတွက်အများကြီးအထောက်အပံ့ပြုနေတာ ပါမိန်းကလေးတွေကြီးပဲနေရာပေးနေတဲ့အချိန်မှာကျွန်တော်ယောက်ျားလေးတွေကိုနေရာပေးတဲ့လူပွဲကိုစီစဉ်ပေးတဲ့လူကိုအကြံဉာဏ်ပေးတဲ့လူအားကျေးဇူးတင်ပါတယ်အရင်နှစ်တွေကအကယ်ဒမီဘန်းကင်နေရာအတွက်အမျိုးသမီးတွေကိုသာရွေးချယ်ခဲ့ပေမယ့်အခုတိကစတင်ကအမျိုးသားတွေကိုပါရွေးချယ်ကတင်ဆက်ပုံတွေကိုပြောင်းလဲမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။အပြီးသက်ရွေးချယ်ခဲ့မှုမှာစကားတင်အမျိုးသား40ဦးနဲ့35ဦးသာလာရောက်အရွေးခံပြီးအဲ့ဒီထဲက10ဦးကိုရွေးချယ်ခဲ့ပါတယ်။ စကားတင်အမျိုးသမီး40မှာတော့အယောက်40လုံးလာရောက်ရွေးချယ်ခံပြီးအဲ့ဒီထဲက10ဦးကိုအပြစ်သက်ရွေးချယ်မှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။